ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်စင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့တောက်ကြတာမီနာအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ် တောက်ကြသားမိများတို့ကိုဒီနေ့မှာကိုယ့်ရဲ့အပေါ်မှာအလုတ်မှာမနာလိုတဲ့သူတွေအတိုက်အခံလှုပ်ချင်တဲ့သူတွေကဒါကြီးကိုများနေတတ်တယ်။ငွေကြီးကံလေဒီနေ့အတွက်မကောင်းသေးဘူးเนาะ။ငွေကြီးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေလှုပ်ဆောင်မဲ့ဆိုရင်အထူးတတိဓာပြီးဆောင်ရဲเนาะ။တရစစ်ပစ္စည်းတွေစက်ပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုကိုတောက်လျှောက်ဆိုသလိုမျိုးဒီနေ့မှာ ဖွက်တာပြက်တာပြုတ်ပြင်ပြင်ဆင်ရတာတွေကတအားကြီးကိုများတတ်တယ်။ကျမ်းမာရေးအနေနဲ့စီးနဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေလည်းခံစားရတတ်တယ်။အခြေအမှသာရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှမညိုရောင်ပဲဖြစ်ပါရဲ့။ရေရာအနေနဲ့မိမိအရှိပြားမှာကြောက်ကြောကလူပေးရမှာဖြစ်ပါရဲ့ရှင်။